ဒါကအသက်43နှစ်အရွယ်ဆီယမဒေါ်ကွာရက်စမာပါသူ့မှာသားသမီး၄ယောက်ရှိပြီးတော့ဒီမော့ဆူမြို့နယ်ဆေးဘေးဒုက္ခသည်စခန်းတစ်ခုမှာခိုးလုံနေထိုင်ပါတယ်အာနာမသိငင်ကတော့သူဟာလယ်တန်းပြကျောင်းဆရာမတစ်ယောက်ဖြစ်ပြီးဒီမော့ဆူမြို့နယ်မှာပဲတာဝန်ထမ်းဆောင်ခဲ့သူပါကျောင်းဆရာမလုံသက်22နှစ်ရှိတဲ့ဒေါ်ကွာရက်စမာဟာစစ်တပ်အာနာသိမ်းလိုက်တဲ့နောက်ပိုင်းသူ့လုံသက်လာစားအခွင့်အလမ်းတွေကိုဆွန့်လွတ်ပြီး2021 February လကတည်းကအကြမ်းမဖက်အာနာဖီဇန်ရေးလှုပ်ရှားမှုစီရီယာမှာပါဝင်ခဲ့ပါတယ် စီတန်းမှာပါဝင်ခဲ့ပြီးတိတ်မကြခဲ့မှာပဲသူတို့နေထိုင်တဲ့ပန်ဝင်းကျင်မှာတော်လိုင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်လာတာကြောင့်မိသားစုလိုက်နေရွှန့်ခွာပြီးထွက်ပြေးခဲ့ရပါတယ်ကျွန်တော်တို့ကတိုက်ပွဲမဖြစ်ရင်တောင်မှကျွန်တော်တို့ကနည်းနည်းစိုးရိမ်တာပေါ့နော် CDM လို့တဲ့ဝန်ထမ်းတွေဆိုလို့ရှိရင်လိုက်ဖမ်းဖို့ဆိုပြီးတော့ဟိုတဲ့င်းတွေလွှင့်တာလည်းရှိခဲ့တယ်အဲ့တော့ ဟိုတိုက်ပွဲလေးဖြည့်တာလည်းပါတယ်တိုက်ပွဲကဒီဒီမိုးဆိုရဲဒီဖက်ညောင်ကိုင်းမှာစဖြည့်တော့ကျမတို့ကလည်းမလုံခြုံတော့ဘူးဆိုပြီးတော့ဟိုထွက်ပြေးတာရှိတဲ့ကြောပုတ်အိတ်လေးနဲ့အဲဆာရွက်ဆာဒံမောက်ပဲတည်ပြီးတော့မှမိသားစုဆိုင်ကဲနစီနဲ့အဲ့လိုပဲဟိုဒီအမရရွာနေမန်းကူအရောက်သွားလိုက်ရတာအဲ့တခုပါအခုဆိုရင်သူတို့မိသားစုစစ်ဘေးရှောင်နေရတာ၃နှစ်ကျော်ပါပြီစစ်ဘေးဒုက္ခတွေတယောက်အတွက်ကိုယ်တိုင်လဲစားဝတ်နေကျန်းမာရေးကစအစအရာရာကြက်တဲနေတဲ့ကြားက ဒေါက်ကောရက်စ်မာဟာသူခိုလုံနေတဲ့ဒုက္ခသည်စခန်းကကလေးတွေရဲ့ပညာရေးအတွက်စာသင်ကျောင်းဆောင်လေးတစ်ခုဖွင့်ရင်ပြီးစာသင်ပေးနေပါတယ်။ကလေးတွေကဟိုဒီတိုင်းထားလို့ရှိရင်လည်းသူတို့အဲညှို့တုံးသွားမှာစိုးလို့ပေါ့နော်။အာနာအထသိမ်းပါလေဆိုမှပဲကလေးတွေကစာထမတင်ရပညာထမတင်ရဆိုတော့သူတို့မှနောက်တစ်ချိန်ကျရင်တွေးစရာအဖြေကသူတို့ကပညာမရှိရင်တော့မဖြစ်ဘူးပေါ့နော်။ ။အဲ့ဒီအကြောင်းကိုသူ့လိုပဲ CDM လှုပ်ထားတဲ့ကျောင်းဆရာမှနောက်တစ်ယောက်နဲ့အတူစပြီးတည်ထောင်ထားတာလို့ဆိုပါတယ်။သူ့ကျောင်းလေးမှာစပေးဒုက္ခတဲ့စခန်းကသူငယ်တန်းကနေ၅တန်းအရွယ်ကျောင်းသားကျောင်းသူ50ဒီပါတက်ရောက်နေတာပါ။စပေးဒုက္ခတဲ့တွေကိုသူကိုယ်တော်တည်ထောင်ထားတဲ့ကျောင်းလေးဖြစ်တာကြောင့်ကျောင်းလေပတ်နေရတာဆဆရရခက်ခဲလာပါတယ်။ KNB ဂျားကာလာအုပ်ချုပ်ရေးကောင်စီ INC ကထောက်ပံ့မှုတွေရှိပေမဲ့လုံလောက်အောင်တော့မရပါဘူး။အเจ้าမှာကလေးတွေအတွက်တင်ထောက်ကူပစ္စည်းလည်းမစုံလင်သလိုစာသင်ပေးမဲ့ဆရာဆရာမတွေကိုလည်း လောင်းငှောက်အောင်မထောက်ပံ့နိုင်ပါဘူး။အဲတိမ်ထောက်ကူပစ္စည်းတွေရောပြီးတော့တခြားသူတို့အသုံးဆောင်ဟိုပရိဘောကဒီလက်ရှိသူတို့တင်ကြနေတဲ့ဘလာဆာအိုတော်မှာတစ်ခါလေကြာရင်သူတို့ဟာမလွန်လောက်တာလည်းရှိတယ်ဒါပေမဲ့ဟိုတတ်နိုင်တဲ့လောက်ကတော့ရှိတဲ့ဟာလေးပဲဝင်မြပြီးတော့မှဟိုကျိုးစားပြီးတော့မှလှုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အခက်အခဲတွေကတော့အမျိုးဆုံးပါပဲဆရာ။သူတို့အတွက်စိုးရင်စရာနောက်တစ်ခုကကျောင်းလုံကျုံရေးပါစစ်ကောင်စီဟာဒေါ်လာရေးတက်တွေထိန်းချုပ်ထားတဲ့နေပြည်တော်ကစာတင်ကျောင်းနဲ့ဆေးရုံတွေကို လက်နက်ကြီးနဲ့ပစ်ခတ်သလိုလေကြောင်းကနေလည်းဘုံကျဲတိုက်ခိုက်လေးရှိပါတယ်။မျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့စည်ရင်တွေရပြီးခဲ့တဲ့နှစ်အောက်တိုဘာလအထိစာသင်ကျောင်းပေါင်း103ကျောင်းထက်မနည်းတိုက်ခိုက်ခံခဲ့ရပါတယ်။စစ်မြေပြင်နဲ့မဝေးတဲ့ဒေါ်ကွာရက်စမာတို့စစ်ဘေးဒုက္ခသည်စခန်းပတ်ဝန်းကျင်လည်းတိုက်ခိုက်ခံရမှုပါတယ်။ဒါကြောင့်ကလေးတွေမှာလေကြောင်းရံနဲ့ပတ်သက်တဲ့မလုံခြုံမှုကငြင်းဆိုးမှုနေပါတယ်။သူရဲ့စိတ်ပန်းဆရာကဒီလေကြောင်းတစ်ခုပါပဲလုံခြုံမှုမရှိဘူးပေါ့။ လာပြီဆိုလို့ရှိရင်တချို့ဆိုငူကြတယ်အဲ့လိုမျိုးဟိုကြောက်ပြီးတော့မှဒီလိုမျိုးထိုင်မဲ့ထိုင်ငူလိုက်တယ်ဘာမှမလုပ်တော့ဘူးနော်အဲ့တခုတော့ကလေးတွေအတွက်ဆင်မပြေဘူးเออพี่อายุใส่ตั้งมาสุดตัวไอ้ช็อคแกน้องอินจีใส่อแทใส่ဆိုလို့ရှင်ไอ้หลูอคแคริอันเนริရှိနေပြီမယ်လဲကလေးတွေရဲ့ပညာရေးအတွက်စူးစားပြီးဆက်လုပ်သွားမယ်လို့ဒေါ်ကော်ရစ်မာကပြောပါတယ်မိသားစုပိုင်းမှာဆိုလို့ရှင်လဲဒီတိုင်းပဲ အသက်ရှင်ခွင့်ရပြီးရောဖရာရဲ့ဖရာပေးတဲ့အတိုင်းပဲနေသွားမယ်ဆိုတဲ့ပုံစံမျိုးပဲဖြစ်သွားတယ်ပါရည်ရွယ်ချက်မှမရှိတော့တယ်လို့အဲ့လိုမျိုးပေါ်တော့အတိုင်းပဲခလေးတွေအတွေ့အခါကျကျမတို့ဒီအကန့်မှနေတော့ဟိုအကောင်းဆုံးတော့ဒီခလေးအတွေ့ပဲပို့ပြီးတော့ဦးစားပေးတယ်ပညာရေးပိုင်းမှာတို့မဆုံးရှုံးသွားအောင်ပေါ့နော်အသက်ရှင်ခွင့်ပေးတဲ့အတွေ့ပေါ့နော်ကျမတို့လည်းလုံနိုင်တဲ့လောက်ပဲလှုပ်သွားတော့မယ်ဆိုပြီးတော့မှအတိုင်းပဲဒီစေတနာထားပြီးတော့မှလှုပ်သွားတာတစ်ခုလောက်ပဲရှိတယ်